ပရပအောင်ဆုံးအနေနဲ့ကျွန်တော်တို့ကတိန်းတရာစုဆောင်းနိုင်ဖို့ပိုင်ဆိုင်နိုင်ဖို့ရတဲ့အချိန်နည်းနည်းပေးရပါတယ်အဲ့တော့ပရမအောင်ဆုံးတိန်းတရာပိုင်ဆိုင်ပြီးသွားလို့ရှိရင်တော့ဒုတိယတိန်းတရာတတိယတိန်းတရာတွေပိုင်ဆိုင်ဖို့ရတဲ့ပို့ပြီးတော့မှလွဲလာတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီမှာတစ်ဆင့်ကျွန်တော်တို့ကတိန်းထောင်ကနန်းကိုပိုင်ဆိုင်အောင်လုပ်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့ဂျိတ်တန်ဒီတင်နန်းကျောင်းမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဂျိတ်တန်ဒီတင်နန်းသားတွေကိုကျွန်တော်ကတော့ကျောက်ပညာတွေသင်ကြားပေးတယ်လို့ ျွန်တော်ရဲ့ဘဝအတွေ့အကြုံစီးပွားရေးသင်ခန်းစာတွေကိုလည်းတင်ကြားပေးတာဖြစ်ပါတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ revision လို့ခေါ်တာပေါ့နော် revision ကျွန်တော်တို့ကြောက်ဝိုင်းကိုတစ်ဖြတ်ပေါ့နော်ကြောက်ဝိုင်းကိုတစ်ပတ်ကျွန်တော်တို့ဒီသင်တန်းမှာတစ်ပတ်အသွေးအဖြတ်တွေကျွန်တော်တို့အယောင်းအဝယ်တွေကျင်လည်ပြီးတဲ့အခါမှာကျွန်တော်တို့တစ်ပတ်လှည့်ပြီးတဲ့အခါမှာဂျားထဲမှာ revision ခံတာပေါ့နော်အဲ့တော့ဒီ revision မှာတော့ကျွန်တော်က ဒီကျွန်တော်ဖြတ်တန်းခဲ့တဲ့စီးပွားရေးသင်ခန်းစာငွေကြေးတွေစုဆောင်းဖို့ asset ဆိုတဲ့ပိုင်ဆိုင်မှုကိုရရှိအောင်စုဆောင်းဖို့လို့ကျွန်တော်ဒီနေ့တင်ကြားပြသမှာဖြစ်ပါတယ်အခုနောက်ဇကားလေးကိုကျွန်တော်ပြန်ဆက်ရမှာဆိုလို့ရှိရင်ကျွန်တော်တို့သိန်းရာကနန်းတွေကိုပထမဦးဆုံးစတင်စုဆောင်းနိုင်အောင်ပိုင်ဆိုင်နိုင်အောင်လုပ်မယ်အစပိုင်းလေးမှာနည်းနည်းခက်ပါတယ်ဒါပေမဲ့ပထမဦးဆုံးသိန်းတရာရပြီဆိုရင်ဒုတိယသိန်းတရာတတိယသိန်းတရာရဖို့ရတော့ကပို့ပြီးတော့မှလွယ်လာတာကိုတွေ့မှာဖြစ်ပါတယ် ထို့အတူပဲပထမဦးဆုံးအနေနဲ့ကျွန်တော်တို့တိန့်တထောင်ရဖို့ရန်အတွက်နည်းနည်းလေးခက်ပါသေးတယ်ဒါပေမဲ့ပထမတိန့်တထောင်ပိုင်ဆိုင်ဘူးသွားပြီဆိုရင်တော့ဒုတိယတိန့်တထောင်တတိယတိန့်တထောင်ကိုပိုင်ဆိုင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကပထမတိန့်တထောင်လောက်မခက်တာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့တခြားတစ်ဖက်မှာလည်းပဲကျွန်တော်တို့ကတည်ငြိမ်တဲ့ဝင်ငွေတွေလည်းဖြစ်အောင်ကျွန်တော်တို့ဒီဘက်ကလည်းကြိုးစားမယ်စုဆောင်းတဲ့ asset တွေလည်းကျွန်တော်စုစုဆောင်းတဲ့ငွေကြေးတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့က asset တွေကိုလည်းပိုင်ဆိုင်အောင် investment လုပ်မယ် ဆိုတော့ကျတော့ဝင်ငွေကလည်းပဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့က high income ဖြစ်လာမယ်ပေါ့နော် high income ဆိုတော့ဝင်ငွေတွေမြင့်မားလာမယ်ဒီ asset ဆိုတဲ့ကိုယ့်ရဲ့တကယ်ဒီကျွန်တော်တို့ဒီမှာတော့စကလုံးလေးနှလုံးတော့ရှိတာပေါ့နော် liability ဆိုတဲ့ပေးရန်တာဝန်မဟုတ်ဘဲနဲ့ asset ကိုတကယ်ပိုင်ဆိုင်တဲ့ဟာတော့ဖြစ်ရမှာပေါ့အဲ့တော့ဒီ asset ကလည်းပဲကျွန်တော်တို့ကတန်ဖိုးတွေတက်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တိတ်မကြခင်မှာပဲတိတ် တောင်ကနန်းလောက်ကြီးကျွန်တော်တို့ကရရှိအောင်ရှာဖွေနိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာတိန်းကိုကျွန်တော်ခုနပြောတဲ့တိန်းရကနန်းတိန်းထောင်ကနန်းတိန်းတောင်ကနန်းလောက်အဲရှာဖွေနိုင်မှုနီးလန်းတွေကိုအဓိကအခုဒီမှာတန်တန်းသားတွေကိုကျွန်တော်သင်ကြားမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီရဲ့ဟိုဘက်ကတော့ဒါကိုယ့်ရဲ့ဟိုပြန်ဉာဏ်ဝီရဲ့ဉာဏ်ရှိဉာဏ်ရှိကိုကျွန်တော်တို့ကအဲတိုးတက်အောင်ကိုယ့်ဘဝကြီးပွားတိုးတက်အောင်လို့ဆက်ပြီးတော့မှကျွန်တော်တို့လုပ်ငန်းလုပ်လို့ရသွားပြီပေါ့ဗျာနော်အခြေအခြေခိုင်သွားပြီပေါ့ကျွန်တော်ကတော့အဲ့ဒီအခြေအနေအထိကျွန်တော်ကအားပေး တိုက်တွန်းတာဖြစ်ပါတယ်ကျွန်တော်ရဲ့အဲကိုကိုလျှောက်ခဲ့တဲ့နီလန်းအတိုင်းကျွန်တော်တို့ကနန်းသားတွေကိုလက်တွေ့မျှဝေကြဖြစ်ပါတယ်အဲတော့ကျွန်တော်ရဲ့အဲပထမ revision တင်ကြားမှုတွေကိုဒီစတင်တော့မှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဒီမှာပဲရိုက်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်တို့ဂျိတ်တန်ရီတင်တန်းကြောင်ဖြစ်ပါတယ်